ကိုဝင်၆လပဲရှိသေးပေမယ့်တားလေးကမမပွိုင်းလေးဆိုတာကိုထုတ်ကြွားလာတဲ့မင်းသမီးချော်လေးတုံဆိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အချိန်တော်ကြာပြိုကြီးပွားနဲ့ရွှေထုတ်ခဲ့တဲ့တုံဆက်ကတော့အိမ်အောင်ကြပြီးချိန်မှလေးမြို့သားကောင်းတားလေးကို ပိုင်ဆိုင်ထားသူတယောက်ပါအိမ်အောင်ကြပြီးနောက်မှာအမျိုးသားရဲ့ချစ်ကိုဖိတ်မပေးချင်လို့ကလေးမျိုးသေးဘူးဆိုပြီးကလေးဆက်ဆန်းပြောခဲ့တဲ့သုံးဆက်ကတော့တိတ်မကြခင်ပါပဲမမျော်လင့်မဲနဲ့ကလေးလေးကိုရရှိခဲ့တာလည်းဖြစ်ပါရဲ့ကလေးမလို့ချင်သေးဘူးဆိုပြီးတော့ညှင်းဆန်နေခဲ့တဲ့သုံးဆက်ကတော့အခုဆိုရင်ကန်ကောင်းတဲ့မျိုးသမီးတယောက်ဆိုတာကိုပြိသက်တီအောင် ထုတ်ဖော်ပြောလာခဲ့ပြီးပဲဖြစ်ပါရဲ့သုံးဆက်ကတော့အိမ်အောင်ကြကြခြင်းပါပဲအရင်ရနားလည်ပေးတဲ့မျိုးသားကောင်းတဲ့ရှစ်လက်တွဲခဲ့လို့ဝမ်းသာပီတီဖြစ်နေရသူပါပြိသက်တရားတော့သုံးဆက်ကိုပြိုကြီးပွားနဲ့ရိုးထုတ်မယ်ထင်ခဲ့ကြပါပဲ ရသူနဲ့ရှေ့လည်တွေ့သွားခဲ့တယ်လို့အိမ်တော်ရေးတာယာတဲ့အကြောင်းနဲ့ပရိသတ်တွေသိအောင်အမြဲထုတ်ကြွားကြပါရယ်။သုံးဆက်ကတော့အိမ်တော်ရေးကံကောင်းသူပဲပြီးအိမ်တော်ကြောက်သွားပေမယ့်အပြိုလေးတယောက်လိုနေထိုင်ခွင့်ရနိုင်စေပါပဲ။အိမ်တော်ကြောက်ခဲ့ပေမယ့်အိမ်တော်မို့ထိတ်သိစရာမလိုပဲကိုယ်ဝသနာတွေကိုလုတ်ခွင့်ရနိုင်သေးတာလည်းဖြစ်ပါရယ်။သုံးဆက်ကအိမ်တော်ကြောက်သွားပေမယ့်အမျိုးသားဖြစ်သူကလုတ်လက်ခွင့်ပေးထားတာမလို့အမှုပညာလို့တွေကိုဆက်လုတ်ခွင့်ရနိုင်ကြတာပါ။သုံးဆက်ကတော့ရန်စစ်တက်တဲ့ယောက်ျားကြောင့်လုတ်လက်ခွင့်ရနိုင်တယ်လို့တာယာတဲ့နေ့ရက်တွေကိုလည်းနေ့စဉ်ဖြတ်တန်းခွင့်ရနိုင်ရလည်းဖြစ်ပါရယ်။အိမ်တော်ကြောက် ေမိကလေးတယောက်လိုထားတဲ့ယောက်ျားကြောင့်ပျော်ရွှင်ခဲ့ရတဲ့တုံးဆက်ကအခုဆိုရင်ဗိုက်ထရကလေးလေးကတည်တယ်လို့ပီတိဖြစ်နေရပြီလေဖြစ်ပါတယ်။တုံးဆက်ကတော့ကလေးချူကိုတုံးဆုပ်နေခဲ့ပေမယ့်ကလေးလေးရလာချိန်မှာတော့မိခင်မြတ်တာကြောင့်မှသူ့မှာပျော်မဆုံးနိုင်အောင်ဖြစ်နေခဲ့ပါတယ်။တုံးဆက်ကတော့ကလေးလေးကိုရှာလို့ရှိခုံနေရတယ်လို့ကလေးလေးကသူ့လိုချင်တဲ့သားလေးမို့ပို့ပြီးတော့ပျော်ရွှင်ရတာလေးဖြစ်ပါတယ်။ ။သူဆက်ကတော့ခုဆိုရင်ကိုဝင်6လပဲရှိသေးပေမဲ့တားလေးတွေအရာရာကိုတေချာစဉ်းစားပေးနေပြီလေဖြစ်ပါရီ။သူဆက်ကတော့မွေးဖွားဖို့3လလောက်လိုသေးပေမဲ့တားလေးတွေနမည်3မျိုးလောက်ကိုစဉ်းစားနေပါပြီ။တားဖြစ်သူကိုတရုတ်နမည်၊ဗမာနမည်နဲ့အင်္ဂလိပ်နမည်3မျိုးပေးဖို့အတွက်စဉ်းစားနေပြီလေဖြစ်ပါရီ။ တုံးဆက်ရဲ့မျိုးသားကတရုတ်ဆက်တာမို့တရုတ်နာမည်ပေးဖို့စိတ်ကူးထားသလိုအင်္ဂလိပ်ကျောင်းထားမှာမလို့အင်္ဂလိပ်နာမည်ပေးဖို့စိတ်ကူးထားရပြီးတားလိကဗမာလူမျိုးမလို့ဗမာနာမည်ကောင်းကောင်းလေးတစ်ခုပေးဖို့တွေးထားတာလေးဖြစ်ပါတယ်။တုံးဆက်ကတော့မပွေဖွားရသေးတဲ့တားလိတွေအရာရာကိုစိတ်ကူးရှင်နေတယ်လို့တားဖြစ်သူရဲ့တည်တက်မှုကြောင့်လည်းပီတိဖြစ်နေပြီလေးဖြစ်ပါတယ်။တုံးဆက်ကတော့မွေးဖွားဖို့သုံးလလောက်လိုသေးပေမယ့်တားဖြစ်သူကမမပွိုင်းတယောက်ဆိုတာကိုပရိသတ်တွေကိုထုတ်ကြားလာခဲ့ပါပြီ။ဘိုက်ထဲကတတားလိကတော့အမွေးသေးပေမယ့်တုံးဆက်ပြောစကားကိုနားလေတဲ့ကလေးလေးတယောက်လို့ဆို ပါရင်တွန်ဆက်ကကိုဝင်ချောင်းလာရှိနေပြီမလို့ကလေးတို့တော်ကိုခန်းစားနေရပြီလေဖြစ်ပါရင် တာဟုတ်ကိုဝင်လွှဲထားရတဲ့သုံးဆက်ကတော့တာလီကန်နာကိုကျင်သားမရသေးဘူးလို့ဆိုပါရယ်တခုခုဆိုရင်ကြောက်တက်တဲ့သုံးဆက်ကတော့ဘိုက်ထက်ကတာလီကန်လိုက်တိုင်းလက်လက်သွားရေးထိပါပြီဘိုက်ထက်ကကလေးကယောက်ျားလေးမလို့တခါလှုပ်ရင်တိုင်းချနေတယ်လို့တောင်မှမှတ်ရတဲ့အထိလှုပ်တာပါသုံးဆက်ကတော့နေကိုကလေးကကြောက်တက်သူတရားမလို့တာလီကိုအရှမ်းမကန်နဲ့မမကကြောက်တက်တယ်ဆိုပြီးတော့မှားထားတယ်လို့ဆိုပါရယ်သုံးဆက်ရဲ့တာလီကတော့မွေးသေးပေမဲ့မမတခုဆိုတခုမှပဲသုံးဆက်ကကြောက်တယ်လို့ပြောထားတာမလို့ကလေးကတိတ်ပြီးတော့မလှုပ်တော့ဘူးလို့ဆိုပြီးတာဖြစ်သူမမပွိုင်းလေးတယောက်ဆိုတာ ကိုထုတ်ကြားလာပြီလည်းဖြစ်ပါသည်။ပြည်သက်တွေကတော့သူ့ရဲ့ပြောကိုမူဝေဖန်မနေသဘောကျနေပါပြီ။တောင်းမိခင်တိုင်းဖြစ်တဲ့တဲ့တဲတဲလို့ပုံစံမျိုးဖြစ်နေတာမလို့ပြည်သက်တွေကပြည့်မမြင်မနေတားလိမ့်မာလေးတရားမွေးဖွားလာဖို့ဆူတောင်းနေကြပြီလည်းဖြစ်ပါသည်။ဟုတ်ကဲ့ပါခုလိုဆက်ဝေစားဝဲသတင်းကြောင်းရတဲ့ပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့ဆက်ဝေစားဝဲကောင်းတဲ့သတင်းကြောင်းရတွေကိုချိန်နဲ့တပင်းကြီးတိဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။